ရွာလေးတရွာမှာစိုက်ပျိုးမွေးမြူလောက်ကန်စားတောက်နေတဲ့လင်မယားနှစ်ယောက်ရှိပါတယ်။တနေ့မှာတော့မိမဖြစ်သူကလဲတွေပေါက်ရင်ဥရီကိုတွေးမိတာပေါ့။ယောက်ျားရဲ့ယောက်ျားဒီမာလာကြည့်စမ်းမှာဘာလဲမသိဘူး။ဟဲ့မလွင်ဘာတွေ့တာလဲ။ဒီမာဥရီတွေ့တာဘာဥလဲတော့မသိဘူး။ဥဟုတ်လား။ဘာဥပါလဲအကြီးကြီးပဲ။ကောင်းသားပဲတော့ဒီနေ့ဟင်းရှာနေစရာမလိုတော့ဘူးလေ။ တောင်ပြုတ်စားကြတာပေါ့ဟာမွေဥဆိုဘလို့လောက်ကြမလဲကိုမိုးကလည်းတော့ကြက်ဥနေမှာပါမြေကြက်ဥဆိုတာရှင်မကြဘူးလားဝိုင်းစာနေရာနဲ့အတော်ပဲဒါတော့ပြုတ်စားကြရမှာသူ့ယောက်ျားကမွေဥလို့ပြောနေလဲနားမထောင်မဲကြက်ဥထင်ကအိမ်ပြန်တည်သွားခဲ့ပါတယ် ီနေ့တော့ဟင်းကောင်းမဲဟေ့မီလေးမွေရင်နွေးအိုးလေးတဲပြီးတော့ကြက်ဥထက်ပြုတ်ထားနောက်10မိနစ်ဆိုရင်တော့စားလို့ရပြီမွေမကြီးကလည်းအစာတွေသွားရှာလာပြီးသူ့သားသမီးစီပြန်လာတာပေါ့ဟင်းငါကလေးတွေဘယ်ရောက်ကုန်တာလဲမြင်မြန်လိုက်ရှာမှာပဲမွေကြီးကလည်းစိုးရင်ပူပန်မှုတွေနဲ့သူ့သားသမီးကိုလိုက်ရှာရင်တော်လွင်တော့အိမ်ကိုရောက်လာတဲ့အချိန်မှာ သူလည်းပတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့အိုးတစ်လုံးတည်ထားတာကိုတွေ့တာနဲ့အဖုံးသွားလှက်ကြည့်တဲ့ချိန်မှာအမေရဲ့ကလေးလေးတွေဒီမှာပဲအမေကလေးတို့အပြင်ထုတ်ပေးမယ်နော်။မွေမကြီးအိုးတဲ့ကိုဆင်းသွားတဲ့ချိန်မှာရေရလည်းပွက်လာတာနဲ့ပြန်မထွက်နိုင်တော့ပဲသားမိတွေအကုန်တေးတော့တာပေါ့။အာဟင် ဆယ်မိနစ်တောင်ရှိသွားပြီလားငါတော့ကောင်းကောင်းမအိပ်ရသေးဘူးငါဥလေးတွေကြက်ပြီလားမသိဘူးသွားကြည့်အောင်မပဲအာမွေမွေမွေဘာတွေအဲ့လောက်တောင်စူညံနေရလဲမိမရဲ့ဘာတွေ့လို့လဲတိချင်းဒီအိုးတွေကိုကြည့်လိုက်လေဘာလဲဟာမွေတော်မွေ တကယ်ဝစ်ကြွေးပဲဟာဟုတ်တယ်ဒါတောဆောင်မွေပဲဟာတောဆောင်တာမဆောင်တာအသာထားအောင်ရှင်ဒီအိုးရဲရောက်နေတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲအမေကလည်းဘယ်နာတော့ထားမှာလဲကျွန်တော်တို့ခင်းအိုးထဲဝင်လာမှတော့စားရုံပဲပေါ့အသားမစားတာကြာပြီနဲ့အတော်ပဲဟုတ်တယ်ကိုဟုတ်တယ်ဒါဆိုလဲစားကြတာပေါ့ yes တောဆောင်မွေမှန်သိပေမဲ့သူတို့သားကြီးရဲ့စကားကိုသာနားထောင်ပြီး မွေသားပါစားလိုက်ကြပါတယ်။ယောက်ျားဖြစ်သူကလည်းစားချင်တာလိုလိုမစားချင်တာလိုလိုနဲ့မွေသားစားကောင်းသားပဲ။တလောက်ကောင်းတဲ့မွေဥအမေကိုနေ့တိုင်းပြုတ်ကျွေးခိုင်းအောင်ပါ။ဟုတ်ပါကောင်းသားပဲတော့အမေကြားပူတာတော့မွေသားဆိုင်အာရင်တွေတိုးစေပြီးအယိုးအစ်စ်ကိုလည်းတန်မာစေတယ်တဲ့ဒီသားမင်းနဲ့တော့ဟုတ်နေပြီဒါတိုးဆောင်မွေနော်ကြည်လဲလောက်အောင်အဖေကစားပူလို့လားမစားပူပါကွာ မစားကြည့်ပဲနဲ့တကယ်ဟုတ်လားမဟုတ်လားဆိုတာဘလို့လို့သိမှလဲအဖေရဲ့အေးပါကွာဒီလိုနဲ့သူတို့မိသားစုလဲမွေသားနဲ့မွေဦးကိုအာပါတရားစားနေကြတော့တာပေါ့စားလို့တော့မပြီးသေးဘူးသူတို့လူများကဝမ်းတွေရှောပါတော့တယ်ဆရာကျမတို့လူများဘာဖြစ်တာလဲဟတ်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 အိုးအိုးအိုးအသားလည်းပူနေပါလား ဒီလိုဆိုရင်တော့တာမန်မဟုတ်တော့ဘူးပစက်နာမျက်လုံးမုံဘိုက်အောင်ဝမ်ရှောနှလုံးခုန်လည်းမမှန်ဘူးဆိုတော့ယောဂဖြစ်နေတယ်ဆိုတဲ့သဘောပဲအဲ့ဓာရီကတော့တိတယ်လေးဆရာရဲ့ဘာဖြစ်တာလဲဆိုတာကိုသိချင်တာဘာယောဂလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျကျွန်တော်သူ့ရည်တနာလောက်ကြည့်ပါမယ်ခဏလောက်တော့ဒီးခံထားကြပါမြင်မြန်လေးတော့ဆရာကြိုးစားပါမယ်အခြေအနေဘယ်လိုလဲဆိုတာသိရတာနဲ့မြင်မြန်လာပြောတော့ဆရာ ဟုတ်ပါပြီ။၃မိနစ်ပဲဆောင်။အဖေနဲ့အမေအမြန်တက်တာပါစေ။ဘလူယောဂါမဆိုမြန်မြန်တက်တာပါစေ။သားနှစ်ယောက်ကလည်းအမေနဲ့အဖေကိုစိတ်ပူနေရှာပါတယ်။အချိန်၃မိနစ်လောက်ကြာတော့ဆရာဝန်လည်းထွက်လာသေး။မိဘနှစ်ပါးကလည်းအချိန်နီပူဆိုးလာတာနဲ့ဆရာဝန်စီကိုတွေ့လာကြပါတယ်။စီယာယောဂဖြည့်သိပြီလားတအားမိပါတွေဘာဖြစ်သွားတာလဲမသိဘူးအခုအမေနဲ့ဖေကဘာဖြစ်သွားတာလဲမသိဘူး ခုနတော့ကဆရာထွက်လာတာအကောင်းမရှိပါသေးတယ်။ဟင်အသက်လည်းမရှူ။သူ့ရင်းမခုံတော့ဘူးဆိုတော့တေးပြီးထနေ။ဘလို့လို့ဖြစ်နိုင်မှာလဲဆရာ။ဟင်ဆရာဆရာတားရဲ့မိပေါ့ကယ်ပေးပါ။ကယ်ပေးပါအောင်နော်ဆရာ။ဆရာကျွန်တော်တို့မိပေါ့ရအောင်ကယ်တင်ပေးပါ။အဖေနဲ့မင်းကမသေးသေးတော့ပါဘူးနောက်တစ်ခါပြန်ဆန်းတက်ပေးပါဆရာ။

နင်တို့မိဘဘာဖြစ်လို့တည်တာလဲအစတော့တို့အသက်ရှူပါသေးတယ်နောက်တော့နှစ်ယောက်လုံးတူတူဆုံးသွားကြတာပါနှစ်ယောက်လုံးတပြိုင်နက်တည်းတည်သွားတာဆိုတော့အကြောင်းတစ်ခုခုတော့ရှိရမယ်နင်တို့ဘာလုပ်မိသေးလဲအစတော့ထမင်းစားနေကြတာစားပြီးတော့ဘိုက်အောင်လို့ဆေးရုံရောက်သွားကြတာဒီလိုကိစ္စမျိုးကမင်းတို့ရွာမှော်ဆရာစီသွားပြောကြည့်တဲ့နဲ့ဟုတ်ကဲ့သွားလိုက်ပါမယ်။ကျောင်းဆောင်ကလည်းလေမြားနှစ်ယောက်လုံးတပြိုင်နက်တည်းဆုံးသွားတာကိုသိလိုက်ရတော့ တားကြီးတို့ညီကိုကိုကြွာကမော်ဆရာစီတွားပြီးတော့မေးမြန်းခိုင်းပါတယ်။ဆရာသူတို့နှစ်ယောက်ကဆရာကိုကူညီပေးစေချင်လို့တဲ့ဖြစ်ပျက်မြတ်အရာတွေကိုငါအားလုံးသိပြီးမြင်ပြီးပြီ။ဒါဆိုကျွန်တော်မိဘတွေကဘာလို့သိရတာလဲဆရာ။ဒါဆိုကျွန်တော်မိဘကဘာလို့သိရလဲဆိုတာကိုဆရာသိမှာပေါ့နော်။သိရင်ဘာကြောင့်လဲဆိုတာကျွန်တော်တို့ပြောပြပေးပါ။ အေးနေအောင်မင်းတို့မိဘဘာလို့သေးတာလဲဆိုတော့ငါသိပြီသူတို့ကတောဆောင်မွေကိုစားမိလို့တောဆောင်မွေကြီးကပြန်ပြီးလက်စားလာချေတာဒါဆို तू ကကျွန်တော်တို့ညောက်ကိုလည်းလွတ်မထားဘူးဆိုတဲ့သဘောလားဟုတ်တယ်မင်းတို့ညောက်ကိုလည်းလက်စားလိုက်ချေမှာပဲဒါဆိုကျွန်တော်တို့ကဘယ်မှာသွားနေရမှာလဲဘယ်မှာသွားနေစရာမလိုပုံမှန်အတိုင်းသာနေ အရင်မွေငါဆုံးမပေးမယ်။သူတို့ညီကိုနှောက်ကလည်းမိပါရီဘာလို့သေးတာလဲဆိုတာကိုသိချင်တာနဲ့မော်ဆရာစီကိုသွားမေးကြည့်မှပဲ။မွေကြောင့်သေးရတာသိသွားတော့ကြောက်ရွံ့ပြီးမော်ဆရာကိုအာကိုတကြီးနဲ့အိမ်ထိခေါ်လာကြတာပေါ့။အုံးဒီမှာရှိနေတဲ့မွေဆိုးကြီးဒီအနီးနားမှာရှိနေသေးတယ်ဆိုရင်ချက်ချင်းဒီအိုးထဲကိုဝင်လာပါ။ကောင်းကောင်းမွန်မွန်ထွက်မလာဘူးဆိုရင်မင်းကိုတိုက်ခိုက်ရလိမ့်မယ်။ ကောင်းကောင်းမွန်မွန်ထွက်မလာဘူးဆိုရင်မင်းကိုတိုက်ခိုက်ရလိမ့်မယ်ဟိုမဆရာထွက်လာပြီမော်ဆရာမော်ဆရာလောက်ပါအောင်အော်မွေဆိုးကြီးနင်ခုတော့ထွက်လာပြီပေါ့လေမြန်မြန်လောက်ပါဆရာရဲ့ကျွန်တော်လိုက်ပြလွှင့်တော့မယ်စိတ်ကိုအေးအေးထားငါဒီမှာရှိနေပြီလေနင်တို့ဘာမှမလုပ်စေရအောင်အမလေးအမလေးပြဆရာပြောတော့ကျွန်တော်တို့ကာကွယ်ပေးမယ်ဆိုဟာမင်းကလေအဆဆိုတော့ငါလည်းလန့်တာပေါ့ဟာအုံး ချက်ချင်းအိုးရက်ဝင်ဆန်းမော်ဆရာလည်းကာထာရီရှုပ်ပြီးမွေဆိုးကိုအိုးထဲဝင်ခိုင်းကပိတ်လောင်ထားလိုက်ပါတယ်။ဂိုင်းဘာမှကြောက်နေနဲ့တော့ဆရာအရန်တော်တာပဲတကယ်ပါဆရာတကယ်ကျေးဇူးတင်ပါတယ်ဆရာရဲ့ရပါတယ်ဘာမှမဖြစ်ပါဘူးကိစ္စရှင်သာဖုန်းဆက်ခေါ်လိုက်ကူညီပေးမယ်ဆရာတီးမပါညံပူစောခကိစ္စအလုံးပြီးညောက်သွားတော့ မော်ဆရာလည်းမွေကိုဖမ်းချုပ်ထားတဲ့အိုးယူပြီးစိုက်ကယ်မောင်းပြန်သွားပါတယ်။ဆိုင်ကေဆိုတာဒီလိုမောင်းရမှစိတ်ရှိရကွာအာဆိုင်ကေမောင်းပြီးပြန်နေတော့မှပဲဆိုင်ကေမှောက်လဲကအူလဲကွဲသွားခဲ့ပါတယ် ိုးကွဲသွားပြီဘယ်လိုလုပ်ရမလဲဒီနေ့ရတဲ့တင်ကတော့မော်ဆရာတယောက်သူ့အလောက်ကနေအင်ကိုပြန်လာတဲ့လမ်းမှာအကောင်လေးတကောင်ကိုခလုတ်တိုက်မိလို့ဆံကဲမှောက်သွားရကနေအိုးတလုံးကွဲသွားပါတယ်တော်သေးတာပေါ့သူ့ကောင်မကွဲတာလက်ပြလေးတကောင်ကိုတိုက်မိလို့လဲတာတဲ့ဘာလက်ပြပါလဲဟင်ဒါဟိုမော်ဆရာမလားဟုတ်တယ်အကိုသွားပြီဟိုအိုးကွဲသွားပြီသွားပါပြီ ဘယ်လိုလုပ်ကြမလဲဒီလိုသားဆိုအဲ့ဒီမွေရငါတို့စီကိုရောက်လာတော့မှဘယ်လိုလုပ်ကြမလဲထွက်ပြေးအောင်လေသူတို့ညီကိုအဲ့ဒီအိုးကွဲပြီဆိုတာသိရနဲ့ဘေးနားမှာရှိတဲ့ဘုံကြီးเจ้าစီကိုမြ мян ပြေးသွားပါတယ်ငါတို့နောက်ကိုခုခုလိုက်လာသေးလားမသိဘူးလေမွေလိုက်လာရဲ့အကိုပြေးပြေးလေးပြေးပြေးပြေးတာပြေးကျွန်တော်ဘလောက်ပဲပြေးပြေးသူကကျွန်တော်ထက်ကိုမြန်နေတဲ့အကို ခဲ့ပါစကားများမနေနဲ့ပြေးတာပြေးသူတို့နှစ်ယောက်လည်းကြောက်ကြောက်ရွံ့ရွံ့နဲ့ဘုံကြီးကြောင်နဲ့ပြေးဝင်သွားတာပေါ့ဆရာတော်တပည့်တော်တို့ခဲ့ပါအောင်မွေဆိုးကြီးကကျွန်တော်တို့နောက်ကိုလိုက်နေလို့ပါတတဝါကြီးသေးမဆိုမြစ်တာထားနိုင်ပါစေတတဝါကြီးသေးမဆိုမြစ်တာထားနိုင်ပါစေတတဝါကြီးသေးမဆိုမြစ်တာထားနိုင်ပါစေ ဒီလိုဆိုရင်တော့မနေနိုင်တော့ဘူးအကိုဘယ်လိုလုပ်ကြမလဲဆရာတော်လည်းပြေးသွားပြီမွေကြီးရဲ့ကျွန်တော်တို့ဘာမှမလုပ်ပါနဲ့ဗျာဝင်းမလာပါနဲ့ကြောက်လို့ပါနင်တို့အခုခံစားနေရတာတွေကငါခံစားရတာလောက်မရှိသေးပါဘူးကွာဒါပေမဲ့ကျွန်တော်ခမောက်ဘာမှမလုပ်ရသေးဘူးလေဩဟုတ်လားငါကလေးတွေကိုဘသူတတ်ဖို့ပြောတာလဲဥရိစားတာအရန်ကောင်းလို့ဘသူကအမေကိုနေ့တိုင်းပြုတ်ကျွေးခိုင်းဖို့ပြောတာလဲ အခုတော့မင်းတို့အသားဘလောက်ကောင်းလဲဆိုတော့ငါစားကြည့်ပါဦးမယ်။မင်းတို့ဘလို့ပြပြမလွတ်ပါကွာ။ငါ့ကိုတတ်ထားသလိုမင်းတို့လည်းပြန်သေးစေရမယ်။မလွတ်ပါနဲ့မွေကြီးရဲ့ကျွန်တော်မသေးချင်သေးဘူး။ကျွန်တော်လည်းမသေးချင်သေးပါဘူး။အဟာတွေငါစိတ်ဝင်စားဦး။မွေစိုးကြီးသူတို့ညီကောင်ညောင်ကိုစားတော့မဲ့ချိန်ပါပဲ။မော်ဆရာကပြန်ရောက်လာခဲ့ပါတယ်။ ှုံ့ဆိုးကြည့်အခုချက်ချင်းမင်းရဲ့လောက်ရက်တွေကိုရက်တန်းရက်လိုက်ပါတကယ်လို့ဆက်လုံနေအောင်မဲဆိုရင်ငါတီတိုင်းလွတ်ထားမှာမဟုတ်ဘူးကိစ္စတွေဒီမှာတည်းအဆုံးသတ်ပြီးတော့ဘဝအစ်မပျော်ရှင်စွာသွားနေပါတော့အလို့ကြပြီးနောက်မွေဆိုးကြီးလည်းညင်ရင်ကြလာကအဲ့ဒီနာကနေထွက်သွားကလူရှိဘယ်တော့မှထွက်မလာတော့ပါဘူးတော်သေးတာပေါ့ငါတို့တည်တော့မလို့မြမြကဲကြဟေ့အဲ့မှလည်းလူနာတယောက်ဘလို့နေလဲအန်ဒီရဖြစ်သေးလား ဘာမှမဖြစ်ပါဘူးကျွန်တော်ပြန်လာခဲ့ပြီလို့ကျေးဇူးတင်ပါတယ်ဗျာအခုငါကိစ္စလည်းအားလုံးပြီးဆုံးသွားပြီမောဆရာဒီမှာ၂ရက်၃ရက်လောက်နားပါအောင်လားကျွန်တော်အစားတောက်စီစဉ်ပေးပါမယ်အဲ့ဒီကိစ္စတွေပြီးမြောက်သွားတဲ့နောက်မှာသူတို့လည်းဂျောင်းဝင်းထဲမှာမွေရုပ်တုကြီးတည်ထားလိုက်ပြီးဒီနောက်သူများရဲ့အတိုက်ဝန်မဖျက်ဆီးရဘူးဆိုတာကိုသင်ငန်းစာယူလိုက်ကြပါတယ်ဒီမွေရုပ်တုကြီးကိုတန်ရှင်းလာလောက်တဲ့သူကလည်း ကိုးကွယ်တဲ့သူကလည်းကိုးကွယ်တချို့ကလည်းလာပြီးလေ့လာကြပါတယ်